အလုံးမဲမင်္ဂလာပါရှင် Lunati Soul Page ခန့်နေပြီးတော့ကြိုဆိုပါရစေ။အခုဒီ Sacred Traveler Cat လေးနဲ့ပေါ့နော်ထူထူခြားခြားလေးထူထူစမ်းစမ်းလေးဖြစ်အောင်လို့ Sacred Traveler Cat လေးတုံပြီးတော့ဒီ ဘာကြံကြံလေးတွေပေးထားလဲဆိုတာ pie 1 and 2ပေါ့နော်လုတ်ပေးထားပါဗျ။အဲ့ဒီတွက်ဒီထုံးစံအတိုင်းပေါ့နော်မျိုးလုံးလေးကိုခဏလေးမိတ်တက်ကလေးရှူဗီဒီယိုလေးကို pause လုပ်ပြီးတော့ဒီ pie 1 and 2တစ်ခုကိုရွေးပေးပါပေါ့နော်ပုံလေးတစ်ပုံကိုရွေးပြီးတော့အနောက်မှာအဖြေလေးကိုကြည့်ပေးနိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။ရှင်လည်းဒီဆုပ် page ကနေ browser ဆိုပါရယ်အခုဒီ secret traveler ပေါ့နော် oracle deck lady ကနေပြီးတော့ ပုံ1 by 1ကိုရွေးချယ်ထားတဲ့သူတွေအတွက် message လေးရတော့ view from above get the big picture ဟဲ့ဆိုတော့သူရဲ့စာအုပ်လေးမှာရေးထားတာကပေါ့နော်အခုကိုခက်ခဲရင်းနဲ့ရင်ဆိုင်နေရပါစေကိုမလို့ခြင်းတဲ့ຢာတွေပဲအခုကြုံနေရပါစေပေါ့နော်ဟို big picture နဲ့ကြည့်တတ်တဲ့အမြင် big picture နဲ့ကြည်ပါတဲ့ ဆိုတာကဒီ long term အတွက်ပေါ့နော်ရေရှည်ကိုကြည်ပါတဲ့ဒီတိတ်တိတ်မွမ်းမွမ်းလေးတွေကိုအာရုံမဆိုင်ပါနဲ့တဲ့ကို့မှာအခုနည်းနည်းအဲကို့မှာအခုပေါ့နော်ဟိုလို distraction ပေါ့ပြောမယ်ဆိုရှင်အခုကိုမလိုချင်တဲ့ຢာလေးတွေနှောက်နေစေတဲ့ຢာလေးတွေရှိနေတော့မှပဲအဲ့ဒီဟာပေါ်မှာအာရုံမဆိုင်ပါနဲ့တဲ့ဒီဝေးဝေးကိုကြည်ပါနော်ကိုယ့်ရဲ့ long term အတွက်ကိုကြည်ပါတဲ့ long term ကောင်းဖို့ကိုဦးစားပေးပါကိုလိုချင်တဲ့ຢာပေါ်မှာပဲ focus ထားပါပါနော် ိုယ့်ရဲ့ focus ကိုကိုယ့်ရဲ့ဒီဟိုအရှိကိုပဲမျှော်တွေးပြီးတော့ကြည်ပါတဲ့အသေးဖွဲလေးတွေလိုမကြတာလေးတွေကိုအာယုံလေးကိုမထဲပါနဲ့ဆိုရက် message လေးကိုပေးထားပါတယ်ဆိုတော့ဒီမှာလဲဒီ deck ကလေးကကြတော့ဒီ secret garden ပေါ့နော် secret garden oracle deck ကလေးကကြတော့ change ပေါ့နော် as with the falling leaves embrace change ဒီတဲ့ရလေးကြွေကြတယ်ဆိုတာကနောက်ထပ်အစ် ်တည့်ရအနုလေးတွေပေါ့နော်အစ်စ်လေးတွေငွေဖွားဖို့အတွက်ကြွေကြရတာပေါ့နော်ဆိုတော့ဒီလိုမျိုးအပြောင်းအလဲကို embrace လုပ်ပါအပြောင်းအလဲကိုလက်ခံပါကျင့်တတ်ပါအာကျင့်တဲ့နဲ့လက်ခံပါပေါ့နော်ဒီလိုအပြောင်းအလဲဖြစ်မှသာလျင်ကိုယ်အတွက်ပိုကောင်းတဲ့အရာတွေဖြစ်လာမယ်ဆိုတဲ့ဟာကိုလုံးသွင်းပါတဲ့ဆိုတော့ message တွေကိုရှာထားပါတယ် လုံးမမြင်လာပါငွေဒီဆိုဖိတ်ချနေပြချိုးစပါရယ်အခုဒီ Pie 2ကိုရွေးချယ်တဲ့သူတွေအတွက်ပေါ့နော် Secret Traveler Oracle Deck လေးကနေပြီးတော့ပေးတဲ့ message ကကြတော့ Mystic Healer တဲ့ Mystic Healer Healing Energy Flows Through You တဲ့ဆိုတော့အခုချိန်မှာပေါ့နော်ဒီ Pie 2ကိုရွေးချယ်တဲ့သူတွေအတွက်ကိုယ်တည်တည်ဖြစ်စေမတည်တည်ဖြစ်စေကိုယ့်ရဲ့အတွင်းပိုင်းအပြင်ပိုင်း physical ပိုင်း mental ပိုင်းမှာ healing energy တွေဖြစ်ပေါ်နေပါတယ်တဲ့ပြောင်းလဲမှုတွေပိုကောင်းဖို့အတွက်ပေါ့နော်ပြောင်းလဲမှုတွေရယ် release ဖြစ်တဲ့အရာတွေရယ်ဖြစ်ပေါ်နေပါတယ်ဆိုတော့အခုချိန်မှာနေမကောင်းဖြစ်နေတဲ့သူတွေလည်းရှိကောင်းရှိနေလိမ့်မယ်အဲစိတ်ကြမ်းမကြီးမကောင်းနဲ့စိတ်ကြမ်းမကြီးမကောင်းနဲ့ဆိုတာစိတ်တိပင်ပန်းနေတဲ့စိတ်မြင့်နေတဲ့ဒီခက်ခဲတွေဘာလို့အခုချိန်မှာပေါ်လာနေလဲဆိုတာမျိုးဖြစ်နေတဲ့သူတွေလည်းကြုံကောင်းကြုံနေတဲ့သူတွေလည်းရှိကောင်းရှိပါမယ်ဆိုတော့ ကိုတည်တည်ဖြစ်စီမတည်တည်ဖြစ်စီတဲ့အခုချိန်ကတဲ့ဒါ healing လုပ်နေတဲ့ process ဖြစ်တယ်တဲ့ဆိုတော့အဲ့ဒီအဓိကကဟိုအဲ့ဒီအရာတွေပေါ့နော်ကိုနဲ့တိမ်မသွားပါနဲ့တိမ်မထားပဲနဲ့ release လုပ်ပါတဲ့ဆိုတော့ဒီ oracle deck ကလေးကနေပြီးတော့လေ secret garden oracle deck ကလေးကနေပြီးတော့လေ release ရဲ့ present ဆိုရက်ကနေကြရပါတော့ဒီ present ဆိုတာကဒီသူပြောထားတဲ့အတိုင်းပဲဒီ two eternities ပေါ့နော်အချိန်ဒီနှစ်ရက်ကနေပြီးတော့လွမြောက်အောင်လုပ်တဲ့ journey က present မှာနေတာပဲဆိုတော့လူတွေကအတိတ်ကိုတွေးတယ်အနာဂတ်ကိုစိတ်ပူတယ်အတိတ်ကိုပြန်ပြီးတော့တွေးပြီးတော့နောက်နှာရတယ်ဆိုတော့အဲ့လိုတန်ညာထဲမှာပဲလည်နေကြတယ်ပေါ့နော်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ present အခုလက်ရှိပြဿုပ်ပံမှာပဲနေပါတဲ့ဟိုမှာအဲ့အဲရှေ့ကိုအများကြီးကြိုတွေးတာတွေနောက်ကိုနောက်နှာရတာတွေမလုပ်ဖဲနဲ့အခုလက်ရှိဟာမဟုတ်ကိုပဲတက်တက်ကြည့်ပါလက်ရှိမှာပဲပြဿုပ်ပံမှာပဲတက်တက်နေပြီးတော့ ကို release release လောက်ဆရာရှိတဲ့အရာတွေလွတ်ပြစ်ဆရာရှိတဲ့အရာတွေလွတ်ပြစ်ပေါ့နော် emotional baggage လို့ခေါ်တဲ့ကိုစိတ်အော်ဘသူရောမကျင်နေတာတွေဘသူကတော့ကိုယ့်ပေါ်မှာဘလို့လှုပ်ထားတာတွေဘလို့မှတ်ထားတာတွေစသဖြင့်ပေါ့ဒီလိုအရာတွေအကုန်လုံး release လုပ်နိုင်ဖို့သူက remind လုပ်ထားပါတယ်ဒီ oracle tag ကလေးတွေကနေပြီးတော့ဆိုတော့ကိုယ့်အတွက်နောက်ထပ်ပြောထားသေးတာကပေါ့နော်ကိုယ့်အတွက်ပိုကောင်းတဲ့အရာတွေဖြစ်တယ်ဆိုတာကိုယုံကြည်ပါတဲ့ဆိုတော့ဒီလိုအပြောင်းအလဲ ဒီမဖြစ်မနေဖြစ်ရမယ်အပြောင်းလဲဖြစ်တဲ့အတွက်ဒီရောင်းတွေကိုလက်ခံပါပြန် release လုပ်ပါဆိုရဲ message လေးရထားပါတယ်စစ်စစ်တမရရှင်